Liverpool 1-0 Real Madrid အားလုံးပဲမင်္ဂလာပါ Out of Football ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုစုံပါဖိအားတွေရှိနေတဲ့ Arne Slot တို့ကတိတ်နောက်မကြခင်မှာအဖက်ဆင်နိုင်မှုအလွန်ကြီးပါနေနိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ် Aston Villa ကိုအနိုင်ယူခဲ့ပြီးနောက်မှာ Champion League မှာရေဆက်ဆုံးနေကြပေါ်တော်ဟောင်းတွေကိုမနစ်ကအတိုင်းပဲအလဲထုတ်နိုင်ခဲ့ပါတယ် Court White ကလက်စွမ်းပြမနေခဲ့ဘူးဆိုရင်ရလက်ကအခုထပ်တောင် ပြတ်သားသွားနိုင်ခဲ့တာပါ Xavi Alonso အတွက်တော့မနစ်က Liverpool ကိုရှုံးခဲ့တယ်လို့ဒီဒီချိန်မှာ Anfield တိုင်းကိုမကျော်နိုင်ခဲ့ Real ကစားပုံအတော်လေးအားနည်းပေမဲ့ ဒါကလေဗာပူးရဲ့အလုပ်လုပ်ပုံနဲ့လည်းသက်ဆိုင်တယ်။အစောပိုင်းမိနစ်တွေမှာရီးရဲကတူးချင်းအည်သွေးတချို့နဲ့ပွဲကိုအသာစီးယူတော့မလို့မြင်ရပေမဲ့ပွဲချိန်ကြာလာတဲ့နေ့အမျှပူစနစ်ကြတဲ့နိုင်လူစိတ်ပြင်းပြတဲ့အသင်းကလေဗာပူးဖြစ်နေတာကိုတွေ့ရတယ်။အာနီစလော့ကသူ့စိတ်ကြိုက်ကွင်းလင်အတွဲကိုပွဲထုတ်ခဲ့ပြီးဖလိုရီယန်ဗတ်စ်ကိုဘဲတောင်းမှမှတုံးခဲ့တယ်။ဂိုးဖန်နှင်းမှုတွေနဲ့နောက်တစ်ခေါက်ထပ်လွှဲခဲ့ပေမဲ့ဒီဒီချိန်ဗတ်စ်ရဲ့ပေါ်ဖော်မန့်စ်ကကျေနပ်စရာကောင်းတယ်လို့ဆိုနိုင်ပါတယ်။ရီးရဲကဘေးလက်ပလေးမှာ လီဗာပူးရဲ့ press ကိုဖောက်ထွက်ဖို့မရေရာတဲ့လောင်းဘောတွေသာကန်တင်နေခဲ့ရသလိုအက်ကလက်စီကိုတော့အတိုင်းကွင်းလေ၄ရောက်တန်းကိုသုံးခဲ့တဲ့ပုံစံကဒီဘက်မှာအလုပ်ဖြစ်မသွားဘူးလီဗာပူးကထိုးနှက်စရာအားနည်းချက်တွေရှိနေတဲ့အချိန်မှာအလွန်ဆိုကဒါကိုအသုံးမချနိုင်ခဲ့တဲ့အပြင်အမှားနည်းနိုင်သမျှနည်းအောင်ချင်းကက်ခဲ့တဲ့လမ်းကိုပဲရွေးသွားခဲ့ပါတယ် final တက်မှာတဦးချင်းထိုးဖောက်မှုတွေကိုသာအားကိုးနေရပြီးကျောင်းနာမှာကိုစစ်စစ်မဟုတ်တဲ့ဘာဘီရဲ့အရွေးတွေကဖြတ်တင်ဘောတွေကပ်ပတ်တွေအတွက်အဆင်သင့်ဖြစ်မနေခဲ့တာများပါတယ် service defending ကာကွယ်ပုံအားနည်းချက်ကိုလည်း madrid derby တုန်းကအတိုင်းမြင်ခဲ့ရပါတယ် ဒုတိယပိုင်းမှာတောင်းကန်ပေါ်၃ချိန်ဆက် Van Dyke EKTG တို့ရဲ့ကောင်းတဲ့ချက်တွေကိုခွင့်ပြုရတယ်။ Court Drive ကိုတစ်ချိန်လုံးဆက်သက်နေခဲ့တဲ့ Sobos Line က Mac Alistair အတွက်ဖန်တီးပေးသွားခဲ့တယ်။ဒီနောက်ပိုင်းအလွန်ဆိုကအပြောင်းလဲတချို့လုပ်ခဲ့ပေမဲ့ထူးခြားပြောင်းလဲသွားတာမျိုးမရှိဘဲ Liverpool ရဲ့ gain ထဲမှာပဲလိုက်မျောနေတာတွေ့ရတယ်။ Bradley ကမိနစ်၃ငါလို performance ကိုထပ်မံပြသခဲ့ပြီးအာနိုးဝင်လာချိန်မှာတော့တကွင်းလုံးဘူးအတန်နေစူညံနေခဲ့ပါတယ်။ရီရဲ့အနေနဲ့ထိုက်တဲ့တန်တန်ရှုံးခဲ့တဲ့ပွဲဖြစ်ပြီးအလွန်ဆိုရဲ့ဘီဂိန်းတွေကိုချင်းကပ်ပုံအသင်းသားတွေရဲ့ဥဆောင်သူကင်းမဲ့မှုတွေက လိုအပ်ချက်ရှိနေတာထင်ရှားခဲ့ကြမှာလီဗာပူးကတော့မန်စီးတီးနဲ့ပွဲမတိုင်ခင်စိတ်အားတက်ကြွစရာကျေနပ်စရာနိုင်ဖို့ရခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်